ချန်ပီယံလိစီးရင်ဖိုက်နဲ့ဒုတိယကျော်ကံမိုးက၄ရက်ပဲလိုတော့တယ်။အသင်းရဲ့ဒီကကစားသမားတွေအားလုံးကိုဒီဘုံမောက်သင်းနဲ့ပွဲစဉ်မှာထဲသုံးသွားတယ်။ကစားသမားကြီးလည်းပွဲပန့်နေအသင်းကလည်းရမှတ်တမမမရဘူး။အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးအာရီတာဘာတွေကြံစီခဲ့ရတယ်။အိုက်ဒါအကြောင်းကိုကျွန်တော်စာရေးပြောလိုက်အောင် ဒီပွဲစဉ်မှာသူလူတွေထုတ်လာတဲ့ပတ်သက်ပြီးတော့လေအဲ့တော့အိုက်တာဘက်ကနေကျွန်တော်ဖြည့်ပြီးတော့တွေးပေးပါတယ်ပထမတစ်ချက်ဒီပွဲစဉ်ကနိုင်ပွဲတစ်ခု ပုံဖော်နိုင်ရင်ပြင်သစ်မြည်သွားတဲ့အခါကစားသမားတွေရဲ့မန်တယ်ပိုင်းတက်သွားမယ်အော်ငါတို့ပရီးမီးယားလိမှာဘုံဘောက်ကိုနောက်ဆုံးနိုင်ခဲ့တယ်ဘယ်လိုတိုက်စစ်ကစားရင်ကောင်းမလဲကစားကွက်အခင်းချင်းတစ်ခုသူဒီနေ့သုံးွားခဲ့တဲ့ကစားသမားတွေအားလုံးဒီ PSG အသင်းရဲ့ပွဲစဉ်မှာအ ਨੇ ဆုံး6ရောက်လောက်ထိဒီပွဲထွက်ကစားသမားတွေတုံးလို့ရတယ်။မိန်လိုနဲ့ထင်ပါကအဲ့ဒီမှာထည့်သုံးမှာဆိုရင်စက်တယောက်ဒင်းပြည့်ချက်ပြည့် ပုံဖို့အတွက်ကစားခွက်ဆန်းနေတယ်ဒါပထမတစ်ချက်နော်ဒုတိယတစ်ချက်ဘုံမောက်တင်သူတို့ပရီးမီးယားလိပထမအကြော်နှစ်ကိုးပြည့်နဲ့ရှုံးခဲ့တာဖြစ်တဲ့အတွက်ရှုံးရွေးဆက်ချင်တယ်ကိုယ့်အင်ကွင်းလည်းဖြစ်တယ်အဲ့အတွက်အဓိကကစားမကြီးထည့်သုံးပြီးတော့နိုင်အောင်ကန်တာဒုတိယတစ်ချက်တတိယတစ်ချက်အဲ့ဒါကပါတီပါတဲ့ကွင်းလယ်တစ်ခုနဲ့တိုက်စစ်အစုအဖွဲ့ကြားတွေကရတန်ကိုသူစမ်းကြည့်တာအဲ့သုံးချက်ပဲကိုးတွေကလိုအပ်ထပ်ပူပြီးပြရမယ့်အခိုက်အတန့်တွေရှိတယ်ဒါပေမဲ့ကိုးတွေမရဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ ဒါအိုင်ဒါဘက်ကနေကျွန်တော်ဖြည့်တွေ့ပြီးတာပါအဲ့တော့အိုင်ဒါဘက်ကမဟုတ်ဘဲနဲ့ကျွန်တော်ဘက်ကနေတစ်ချက်ကြည့်လိုက်အောင်ကျွန်တော်ရှင်းလေးရဒီပွဲမစားခင်တည်းကငါတို့အသင်းရဲ့အရန်ကစားမတွေအားလုံးထက်သုံးညာချက်မှာ183ဘယ်ချက်မှာစတာလင်3အထောက်မှာ ORDG 3ကွင်းလေ3ယောက်ဇင်းချန်ကိုထဲသုံးအောင်အသင်းမှာရှိရခန်စစ်တီယာနီတို့ရှိရဗျာဂိုးသမားနတ်တိုမသုံးဘူးလား ဘုံမောင်းနေမလို့သုံးလို့မရအောင် okay နားလေတယ်ဆက်ဖို့လို့ကိုသမားလေးရရှိတယ်သုံးမော်ဘာဖြစ်လဲရှုံးသွားလဲလက်ခံတယ်တေးရလဲလက်ခံတယ်နိုင်စရာမလိုဘူးဘာကြောင့်လဲငါတို့အတွက်ဒီယာတီမှာအရေးကြီးဆုံးကချန်ပီယံလိဒုတိယကျော်စီရေးဖိုင်နယ် PSG နဲ့ကန်ရမယ်ပွဲအခုကျွန်တော်တို့ရှုံးသွားရနော်ဒါပေမဲ့ PSG ကိုကျွန်တော်တို့ကြော်ပြီးတော့ဖိုင်နယ်တက်လို့ရှိရင်တော့ဒါကကျွန်တော်တို့ခွင့်လွှတ်ပေးလို့ရတယ်အခုအနေထားရဆိုရင်တော့ဒီကလန်ရိုက်တော်တော်လေးစိတ်ပြက်နေ သူထွက်သွားပြီးနောက်ပိုင်းမှာအနိုင်ကိုပါပေးလိုက်ရတာသူရှိနေတဲ့အချိန်ကြီးတော့ဒါတည်ကြနေတဲ့အနေထားပေါ့လေအဲ့တော့ပထမတော့ကိုးချောင်းကျော်ကိုစပြောလိုက်အောင်အဲ့ဒီကိုကတော့ပါတီးဆီကနေဘောရကာဗာရီပြန်လုပ်ပြီးတော့ပြန်ရတာအဲ့တော့ချက်ချင်းမာတီအိုဒီကတ်စီပေးတဲ့အိုဒီကတ်ကဒီပနတီအေရီးယားထိမ့်မှာနေရာယူထားခဲ့တဲ့ရက်စကက်ပြေးတဲ့ကြောင်းလေးကိုမျှောပေးလိုက်တာရက်စကာအဲ့ဒါကိုးသမားကီပါကိုပါကြော်ပြီးတော့သွင်းသွားခဲ့တယ်တကယ့်ကိုစစ်တန်ကိုပဲအာဆင်နယ်တင်းဂိုးရတဲ့ခါကျရင်အဲ့ဒီပလင်းစတိုင်ကအရန်အရသာရှိတာကြည်ရတယ် သို့တော့အသင်းကဂိုးသွင်းခံလိုက်ရပြီခြေပါကိုကြီးလိုအပ်တယ်အနိုင်ကိုကြီးလိုအပ်တယ်ဆိုတဲ့အချိန်မှာအဲ့ဒီအသင်းရဲ့ system အသင်းရဲ့ playing style ကပဲအသင်းကိုအချိန်ကုန်သွားစေရအရှိကို efficient ဖြစ်တဲ့ပေးပို့မှုတွေတိတ်မလုံးနိုင်တော့ဘောလုံးတွေပတ်ပြီးပို့တယ်ကစားကွက်တယောက်ချင်းစီပေါ်ဆောင်ဖို့တဲ့ zone rotation လုပ်တဲ့ဒါနဲ့ပဲသွားတာဒါကျွန်တော်အပြစ်တင်တာမဟုတ်ဘူးနော်ဒီကစားကွက်ကြောင့်လည်းကျွန်တော်ရမ်းပတ်တွေအများကြီးရှေ့မှာစုဆောင်းနိုင်ခဲ့တယ်အဲ့ဒီတော့လည်းကျေးဇူးတင်တယ် အခုဝဲဆွဲခြင်းနဲ့ဆွဲနေတဲ့အချိန်မှာအရှိကကျွန်တော်စူဆောင်းခဲ့တဲ့ထိုက်တဲ့ challenger လုပ်ခဲ့တဲ့အမှတ်တွေကကျွန်တော်အဆင့်တစ်ကနေပြန်မစင်းပေးရသေးတာအခုဆိုနည်းနည်းလေးခေါင်းလောင်းခေါက်လာခဲ့ပြီ အောက်ကတင်းနေကိုရီကိုဆွဲချတော့ပါစိတ်မပူ125ပြင်ပကိုရောက်စရာအကြောင်းကိုမရှိတော့နောက်၃ပွဲပြအိုင်ဒါကလည်းနောက်၃ပွဲမှာလက်ပါဘူးနယူကာဆယ်စောက်တာတဲ့ဒီ၃သင်းပါ သူ့အနေနဲ့ pressure ရှိနိုင်တယ်ထင်ပြီးတော့ဘုံမောက်ပွဲစဉ်ကိုသုံးမှတ်ယူဖို့ကြိုးစားဆိုပြီးတချို့ပြောတယ်ကျော်လက်ခံပါဒါပေမဲ့ဗျာအဲ့ဒီသုံးမှတ်နဲ့ကစားသမားရဲ့ stamina mantle နဲ့ဒုတိယကြော့စီးဖိုင်နဲ့ပွဲစဉ်အနေထားကိုလဲမလားကျွန်ပြောရှင်းရှင်းလေးရယ် premier league မှာကျွန်တော်တေလောင်းအောင်ကောင်းနောက်ဆုံးလက်ကျန်ပွဲတွေအားလုံးနိုင်ဖလားမရနိုင်တော့လက်ကျန်ပွဲတွေအားလုံးနိုင်သွားလို့ရှိရင်လေ125ပြင်ပအောင်ထွက်เสียကြောင်းမရှိတော့ဘူးရှီမြဲတိုင်းရှိပါနောက်ဆုံးတပွင့်တပွင့်နိုင်ရည်ဗျာ ဒီလိုအနေထားမှာအာရီတာနေနဲ့ပရီးမီးယားလီဂ်လိုချန်ပီယံလိလိုမပြတ်သားတာကသူ့အနေနဲ့ဆိုဆူပရိုက်ပေါ်လက်တင်ဖို့အတွက်ဆိုရင်တခုခုပဲကျွန်တော်အာရီတာနဲ့ပတ်သက်ပြီးတော်တော်ပြောခဲ့တယ်ပြောတဲ့အခါမှာလည်းသူနဲ့ပတ်သက်တဲ့ special review တွေပေါ့လေနီးပြ special review တွေပဲတီးတက်ဗီဒီယိုတီးတက်လုပ်ပေးတယ်သူ့လည်းချီးကျူးတယ်လိုအပ်တဲ့ရှိတဲ့အခါမှာလည်းထုတ်ပြတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အန်အားသင့်သွားတာအော်လို့ဒီနေ့ရတော့လို့ကျွန်တော်ကပွဲကြို preview လုပ်ခဲ့သေးတယ်အရေးမကြီးတာကိုအရေးကြီးမလုပ်မိဘူးအရေးကြီးရဆိုတဲ့ခေါင်းစဉ်နဲ့ပွဲကြို preview လုပ်ခဲ့တယ် လူစင်းလည်းထွက်လာအောင်ကောင်းမင်းညို့မဆိုကစားမကြီးအားလုံးပဲဘန်ဝှိုက်တယောက်ပဲထင်မှနေမှာပါလာလွင်ကျွန်တော်အကုန်လုံးဒင်ပြည့်ချက်ပြည့်ပဲထရော့ဆက်နေရမိန်တို့ဘာညာပေါ့ဗျာအဲ့လိုချင်းလိုက်တာပဲရှိတယ်အဲ့ဆိုအာဆင်နယ်သည်ဒီနေ့တကယ်နိုင်ခြင်းတယ်တကယ်လည်းကန်ခဲ့တယ်ရက်စကက်ကိုရတယ်ကျွန်တော်ပြေးလိုက်တဲ့ဒုတိယကိုအဲ့ဒါကတစ်ဖက်ကစီမီညိုဝင်လာပြီးမှဖြစ်တာအီယာဝိုလာကတကယ်နီးပြစပါးနီးပြဖြစ်ဖို့ရေပန်းစားတဲ့အထိအရေးချင်းရှိတယ်ဆမ်မီညိုသူ မောင်းသွင်းလိုက်တဲ့ချိန်မှာဆမ်မီယူရဲ့ဒီလက်ပစ်ဘောကဟူဆန်ရဲ့ခေါင်းပေါ်ကိုကျပြီးတော့ဟူဆန်အဲ့ဒါကိုတိုက်သွားအာဆင်နယ်တင်းခန်းစစ်ကစားသမားတွေအားလုံးပြာရှင်ပြီးခေါင်းမတိုက်နိုင်တဖက်ဟူဆန်အရက်မြင့်နေဆိုမှန်တယ်ဒါပေမဲ့အဝေးတိုင်တောင်းခေါင်းတိုက်ပေါ်ကျကိုးပြီးလိုက်ရတယ်အဲ့မှာ1 1ဝမ်ဝမ်ဖြစ်သွားတဲ့အချိန်မှာပဲကျွန်တော်နောက်တစ်ခိုးထပ်ပေးရတယ်10မိနစ်အကြာမှာလည်းတွေ့နောက်တစ်ခိုးထပ်ပေးရတယ်အဲ့ဒီခိုးကတော့နည်းနည်းလေးကွန်ထိုပါရှယ်နေထားပဲ ဟန်ဘောပုံစံမျိုးပေါ့လေကျွန်တော်ပြပြမယ်ကျွန်တော် Brighton နဲ့ပွဲစဉ်မှာလာတော့မသိဘူးအဲ့ဒါကဒီကန်လိုက်တဲ့အလုံး main တို့ကန်လိုက်တာတွေအဲ့ဒါကိုခံရဘက်လက်နဲ့ထိပြီးတော့ refreshing ဖြစ်ပြီးဝင်သွားတဲ့အဥ္စာကိုအဲ့ဒီဂိုးတီးတဲ့လက်ထိဘောတဲ့အဲ့ထက်တောင်ပို့ပြီးလက်ကတို့ကတ်ထားသေးတယ်အခု even နဲ့စနေထိပြီးဝင်သွားတဲ့ကိုကြတော့ဟန်ဘောမဟုတ်ပါဘူးတဲ့ဂိုးပေးလိုက်တယ်ကျွန်တော်အမှထဆဲမိတာပဲ Premier League ဒိုင်းနေစီကကျွန်တော်ဘာမှမမျှော်လင့်ဘူး မွေးရပြောင်းကြည့်တာတော့အချိန်ကုန်တယ်ကိုကတော့မျောလင်းမိတာပေါ့လေဒါဘာမှမထူပါဘူးထုံးစံတိုင်းပဲကိုရီဆိုနှိပ်ကွက်ပြီးသားပဲဒါပေမဲ့ဒိုင်းနေက90ရာခိုင်နှုန်းကိုရီရဲ့ကြိုးစားအထုံးမှုကလည်း90ရာခိုင်နှုန်းကျွန်တော်ဒီပွဲစဉ်မှာရှုံးလို့ကျွန်တော်ပလေယာတွေကိုအပြစ်မတင်ဘူးကျွန်တော်အပြစ်တင်တာကဒီပွဲစဉ်မှာဘာကြောင့်အဓိကကစားမတွေထဲသုံးသွားလဲနောက်ကျန်တဲ့၃ပွဲပြကျွန်တော်အဖက်ဆယ်လို့ရသေး125ထဲမှာနေဖို့သိရမလားအဆင့်တစ်ခုကြားလို့ရှိရင်တော့ခန်းစားခွင့်နည်းနည်းဆုံးရှုံးသွားတာလွင်ကျုံးတွေနဲ့ ချန်ပီယံလိတော့တော့ဆုံးရှုံးစရာဘာမှမရှိတော့ဘူးလေဗျာကျွန်တော်ပြောချင်တာအဲ့ဒါအဲ့တော့ဒီနေ့ပွဲစဉ်မှာအာဒီဒါအနေနဲ့ဘာတွေလုပ်ခဲ့တာလဲဒီပွဲလဲနိုင်ကျင်တယ်နောက်ပွဲလဲကမ်ဘက်ပြန်လာကျင်တယ်လုပ်လို့မရဘူးလေကိုကမန်ချက်စတာစီးလိုမျိုးစကွတ်နှစ်သင်းသာရှိတဲ့အသင်းမျိုးမဟုတ်ဘူးဘရိုတို့ရဲ့အခုကျွန်တော်ဘောလုံးပွဲတိုက်ရိုက်လိုက်ပြတယ်ပိတ်တစ်ခုကြောက်သွားလိုက်ရတူရှော့ဆိုတဲ့ပိတ်ကြောက်သွားနောက်တစ်ခုနဲ့ကျွန်တော်ရအောင်ပြန်ပြတယ်ကျွန်တော်လဲဒီပွဲနဲ့ပတ်သက်ပြီးတော်တော်လေးရင်းနှီးထားရတာရှိတယ် ဲ့လိုအနေထားမှာဆရာသမားရာလတ်တစ်ခုတောင်ကောင်းအောင်မပေးနိုင်ခဲ့ဘူးဒီပွဲကျွန်တော်လုံးဝဂီမဆိုင်ဘူးဦးရှုံးသွားရမလားရင်းနဲ့ဘလို့မှမနေဘူးဒါပေမဲ့ကျွန်တော်ခံစားရတာဘာလဲဆိုတော့ငါတို့ပွဲပန်းလိုက်လေခြင်းဆိုတဲ့ခံစားချက်ပါတီကြီးကြလာတော့ကစားကြလာဆက်စားကြရင်တော့ပါတီကတော့ကောင်းတယ်တစ်ဖက်က PSG အသင်းကလည်းသူတို့ပြည်တွင်းမှာရှုံးတယ်ဒါပေမဲ့အဲ့ဒီ PSG ရှုံးတာကအာကြီးနဲ့တွေ့မဲ့လူစင်းကိုအနာပေးထားတာကိုရီးယားကတကယ်လူစင်းတွေထဲ့ဖြုတ်ပြီးတော့ရှုံးတာ အဲ့လိုဆိုတော့ပီအက်ဂျီအသင်းနဲ့ဒုတိယအကြော့ပွဲစဉ်မှာကစားသမားတွေမန်တယ်မထိခိုက်ဘဲနဲ့ပြင်သစ်မြေကိုသွားပါစေလို့ပဲဆုတောင်းရပါမယ်။ဘိုလီဝဲနဲ့လွယ်မှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ပထမဆုံးခြေလှမ်းအနေနဲ့ဘိုလီဝဲတက်ထားဖို့လိုတယ်။အဲ့တော့လည်းကစားသမားတွေအားလုံးပြင်သစ်မြေမှာတခုခုတော့လုံနိုင်ပါစေလို့ပဲဒါကျွန်တော်မျှော်လင့်ချက်လေးနဲ့ကြည့်ရမှာပါလေ။အားလုံးလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်တို့က ဟိုကျွေးပါလို့ပြောမှာမသိဘူးဒီသင်းစီရနေအများကြီးမျောလင်းပြီတယ်ဒီသင်းကကျွန်တော်တို့တခုခုပြန်ပေးနိုင်မယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရန်ဆိုးွားနေလာဆိုတော့မဟုတ်ဘူးအရန်ကောင်းနေလာဆိုတော့မဟုတ်ဘူးအဲ့ကြားထဲကနှအိုးကွဲလေးလိုဖြစ်နေတာအခုအဲ့နေထားပါလေအဲ့တော့တခုခုတော့ဒီရာဒီမှာစူဖလားစုခူးနိုင်မလားလာမေးရာဒီမှာပဲတစ်ကဆပြီးပြန်စူးစမ်းရမလားဆိုတာကျွန်တော်တို့ရဲ့ decision making နေလာမေးရာဒီကျရင်တော့အားရတခုတော့ရှိတယ်အဲ့ဒါပါလို့ဆိုတော့အသင်းရဲ့ကစားပုံကို systematically တအားလုပ်လို့မရတော့ဘူးဆိုတာပဲအခုအသင်းက system တကြားနဲ့တအားလုပ်တယ်တအားလုပ်တယ်တအားလုပ်တယ်ကစားသမားတွေတအူးချင်းဖြတ်ကျုံမှုတွေမလုပ်ချင်တော့ကစားကွက်ပေးပို့မှုပဲလုပ်တော့တယ်အဲ့ဒါဒီ system ကိုအားကိုးတယ် formation တစ်ခုကိုအားကိုးပြီးနီးပြရဲ့စကားကိုတသွေးမသိကစားကွက်တစ်ခုပဲပုံဖော်ဆောတဲ့အသင်းတသင်းရဲ့ဘေးထွက်ဆိုးကျိုးပဲတခါကြရင်ကျွန်တော်တို့ဒီအင်္ဂလိပ်ကြီး၆ကြီးတဲ့ကအခြားအသင်းတွေလိုမျိုးတအူးချင်းဖြတ်ကျုံမှုနဲ့ counter တက်တွေလည်းလိုအပ်တယ် တယောက်ချင်းပေါင်ဆွဲကိုတိုးဝင်တာမျိုးတွေ efficient ဖြစ်တဲ့ရတဲ့ချိန်မှာကိုးသွင်းဖို့ကြိုးစားမှုတွေလုပ်ရမှာဒါပါပဲရှုံးလို့အသိကိုအပြစ်တင်တာမဟုတ်ဘူးနော်ဒီရှုံးပွဲကကစားသမားတွေအားလုံးနှစ်ဖူးအကျွေးချိန်မှာကြပြီးတော့ပွဲပန်းပြီးတော့မှရတဲ့ရှုံးပွဲဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်မချင်မရဖြစ်တာအဆုံးတိပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ် PHG တင်းတဲ့ပွဲစဉ်မှာသူမတူတဲ့အာဆင်နယ်နေနဲ့ခံပတ်နဲ့ပြန်လာနိုင်မလားဆိုတော့စောင့်ကြည့်သွားမှာ ပြန်လာနိုင်တော့တိုင်းထက်လုံပေါ့ဗျာသိရမလားကျွန်တော်တို့ကကြာရှုံးတဲ့အချိန်မှာအတင်းကိုပြစ်တင်တာတော့မဟုတ်ဘူးလိုအပ်ချက်လေးထောက်ပြတာအဲဆိုအောင်မင်းရဲ့ခါမှလည်းအတူတူပြောခဲ့ပြီးပြီကြာရှုံးတဲ့ခါမှလည်းအတူတူပေါ့အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ဒီ season လေးကိုဒီကောက်ကညီပေါင်းပြီးတဲ့ရှူဘောလုံး online အချိန်ကိုလည်းကျေးဇူးတင်ပါတယ်ဒီလို content တွေအများကြီးလုံနိုင်ဖို့အတွက်ရှူဘောလုံးမှာဘောလုံးကစားမယ်ဆိုလို့ရှိရင်တော့ဘာပဲဖုန်းနံပါတ်3996 6939963936ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာ i back ကိုကို sport line 9 3လို့မိတူကိုကစားလို့ရပါတယ်ခင်ဗျာအားလုံးပဲအလုတ်ကင်နေအားလုံးလည်းအဆင်ပြေကြပါစေဘလုံးကအားစားတစ်ခုတည်းပို့တယ်ကျွန်တော်တို့ဘွာမောတွေကိုအာဆင်နေနဲ့ပဲဖြေသိမ့်နေရတာဆိုတော့လေအဲ့ဆိုကိုယ့်ရဲ့တနစ်တာအလုတ်ကင်ကြီးလည်းမထိခိုက်အောင်လေအဆင်ပြေကြပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်အာဆင်နေကြောင်းတနေ့ကျရင်အားလုံးပြန်ပြီးပျော်ရမှာပါ